ပညာသည်နိုင်ငံဖွံ့ဖြိုးရေးအတွက်အခြေခံအုတ်မြစ်ဖြစ်သည်ပညာရေးမြေမာမာကတည်ထွင်စွာအမြင်မှားစေမည် ရှင်များကိုတက္ကသိုလ်များမှမွေးပွားခဲ့လေသည်သူဒီကနာကန္နာတွေအချောက်ပန်းဖြစ်စီသည်သူဒီကနာဆွမ်းတီတုံတုံဆွမ်းအောင်ဖြစ်ပင်ဤနိုင်ငံစည်းဝါးမြေမှာ ညာရေးဝင်ကြီးဌာနနဲ့နိုင်ငံတကာမှပညာရှင်များလည်းပူးပေါင်းပါဝင်ပြူရိုင်းရှာအိန္ဒိယဂျပန်ဟောင်ကောင်အာဆီယံပေါင်းစည်းလို့ဆုံးပြီးပါဝင်ဆင်နွှဲပြီးဘုံဘုံကျေဝတ်ပြည်သူတို့ it. Okay. တရားနေကဘာမြေသိမ့်မှအသေးစားလက်စားစီးပွားရေးလုပ်ရမြာဤပညာတမွေးပညာဘာသာစကားရေး